နောက်ချုံမြို့နယ်ကံကြီးရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော်လှန်အင်အားစုတွေဘက်ကပြန်ပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့သတင်းရင်းမြစ်တွေကပြောပါရယ်ထပ်အောင်သတင်းပေးပို့ထားပါရရှင်။နောက်ချုံကိုပြန်အားပို့တော့စစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေတာပါ။စစ်ကြောင်းတစ်ကြောင်းကတော့နောက်ချုံနဲ့ခုနမိုင်ဝင်းကျင်အကွာကကံကြီးကျွာဒီရောက်နေတာဖြစ်ပြီးစွန်လ15ရက်နေ့ထိလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေပါရယ်။လက်လွတ်ခဲ့ရတဲ့နေရာတချို့ကိုတော်လှန်အင်အားစုတွေဘက်ကပြန်သိမ်းနိုင်တာတွေလည်းရှိပြီး လက်ရှိမှာတော့တိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ဒေသခံတူကပြောပါတယ်ဒေသခံတူပြောပြတာကို DB ကနောက်ခံတန်ထက်ဖတ်ထားပါတယ်ကန်ကြီးနဲ့အဲ့ဒီတွဲကရွာတွေမှာဒီနေ့လည်းတိုက်ပွဲပြင်းထန်နေတော့မှာပဲလက်နက်ကြီးနဲ့ပစ်တာတွေလည်းအကျဉ်းကြီးအများကြီးကြားရတယ်စစ်ကောင်စီဘက်ကတော့သူတို့အရင်ရောက်လာတဲ့နေရာကနေနောက်တော့ပြန်ဆုတ်ရတယ်ကြားတယ်ကန်ကြီးမှာ TNL အပြင် MD1 PDF တနုတက်တို့လည်းအင်အားခိုင်မှရှိနေတာကြောင့်လက်ရှိမှာတော့ဒလိုင်းအင်အားစုတွေဘက်ကပြန်ပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့စီရန်ဘုံကြီးကိုစင်ရောကပြောပါတယ် လက်ရှိအနေထားရတော့တိုက်ပွဲပြင်းထန်နေပေမဲ့အဆုံးဖြတ်တိုက်ပွဲမျိုးမဟုတ်ပဲစုလိုက်တက်လိုက်အခြေအနေလို့လည်းဆိုပါရယ်တိုက်ပွဲပြင်းထန်တဲ့အနေထားမျိုးတော့ရှိတယ်လက်နက်ကြီးတွေနဲ့ပြည့်နေတယ်ဒါပေမဲ့အဆုံးဖြတ်ပေးတဲ့ပုံစံမျိုးတော့မတွေ့ရသေးဘူးတူတက်ကိုဆုတ်ကိုဆုတ်တူတက်အဲအဲ့လိုမျိုးပေါ့နော်ဟိုဟာဖြစ်နေတယ်ဒါပေမဲ့တီယန်နယ်လင်နဲ့အဒီဘီယာဒီဘီယာလေးအပါဝင်ပေါ့နော် MD1 PDF တို့တော့တိုက်စစ်ပြန်ပြီးတော့ဆင်းတဲ့အနေထားမျိုးလိုပဲ တွေ့နေရသေးတယ်ဗျာ။ဒါပြင်နောင်ချိုကြီးဘက်မှာရှိနေတဲ့စစ်ကောင်စီရဲ့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့လည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပေမဲ့တိကျတည်ပြုလို့တော့မရသေးပါဘူး။စစ်ကောင်စီနဲ့ DNL တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနေမြေပြန်တောင်းခဲ့ပေမဲ့ DNL ဘက်ကလက်မခံခဲ့ပါဘူး။အဲဒီနောက်စစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့နောင်ချိုကိုထိုးစစ်ဆင်နေတာပါ။တစ်ဖက်မှာလည်းစစ်ကောင်စီနဲ့ MND တို့အကြအပြည့်ရထားတာကြောင့် ရှမ်းမြောက်စစ်မြေနာမှာ DNL တခုတည်းကိုပဲစစ်ကောင်စီဘက်ကဦးတည်တိုက်ခိုက်နိုင်နေတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်းတရုတ်ရဲ့ဖိအားတွေဆက်ရှိနေတယ်လို့လည်း DNL ဘက်ကပြောဆိုထားပါတယ်။ကျွန်တော်ထပ်အောင်ပါ။